အားလုံးပဲမင်္ဂလာပါ UK Mystery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်းလည်းမင်္ဂလာပါ Tottenham Hotspur အသင်းကတော့ဒါစနေနေ့မှာအသင်းကြီးတွေအားလုံးရလက်ဆိုးနေသည့်တိုင်အောင်သူတို့လည်းတော်တော်ကိုဆူဆူဝမ်းဝမ်းနဲ့ Wolf ကိုကစားရတယ် Wolf က Spurs နဲ့ဆိုအမြဲတမ်းကောင်းတယ် Spurs ကိုအမြဲတမ်းဒုက္ခပေးတယ် Spurs ကိုအမြဲတမ်း Under Pressure ပေးတယ်ဒီနေ့ဘွားမှာလည်း Tottenham ကတော်တော်လေး Pressure ပေးခံရတယ် wolf က defensive ပုံစံ wolf ကကစားပုံက spark ကဘာ space မှမရှိလို့ spark က ဒီကျွန်တော်တပွဲလုံးကြီးမှတ်မှတ်ရရဆိုလို့ဒီပထမပိုင်းမှာဥဒူကီပေးလိုက်တစ်လုံးရှိတယ်ဗျာအဲ့လုံးဘတ်ပွိုင်းလွတ်ထွက်သွားတာတစ်ခါနောက်ဒုတိယပိုင်းမှာဒုတိယပိုင်းမဟုတ်ပထမပိုင်းမှာပဲဒီဘယ်လိုပြောမလဲဆိုတော့ဟုတ်တယ်ပထမပိုင်းမှာပါပဲခူဒုစလန်ကန်တာတစ်ခါဒါပဲစပိုင်ရဲ့အတက်ကင်အားလုံးရဲ့ threat ကခူဒုစတယောက်ပဲရှိတယ်ဂျာဗီစင်မွန်ကအထဲကိုဝင်ပြီး cut inside လုပ်ပြီးကန်ဖို့လုပ်တာများတယ်ဒါပေမဲ့တကယ်ရေရှည်မှာသူဘာမှအလုပ်မလုပ်ပြနိုင်ဘူး ဂိမ်းကအိုက်တိုင်းကြီးပဲ ipe 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 နဲ့ဖြစ်နေပြီးတော့မှအဆုံးသတ်မှာဒါဘယ်လိုပြောမလဲ spurs ကလုံးဝကိုနောက်ပိုင်းမှာ sport sloppy ပြားတမန် simple passing ပေးတာတော့မှဘေးထွက်တာလို့ပါတယ်ဒါ spurs ကတကယ်ဆိုဒီနေ့ပွဲက wolf ကတော်တော်ကိုဘယ်လိုပြောမလဲ titan နဲ့ခြေစွာဒါပေမဲ့သူတို့ကန်ဆိုးသွားတာပေါ့လေသူတို့အတွက်တော်တော်ကန်ဆိုးသွားတယ်သူတို့မိနစ်90ကျော်မှထောင်းကန်ဘောကနေဖွင့်လို့အပိုင်းဒါစန်တီယာဂိုဘွေနိုကပိတ်သွင်းပြီး900သွားတယ်အဲ့ဒါဂျော့ဖော်လင်ညာနဲ့ပြန်ထိပြီးပြန်ထွက်လာတာကိုသူသွင်းသွားတယ် အဲ့နောက်ပိုင်းမှာလည်း wolf ကတံပြန်တိုက်စစ်တွေကတော်တော်လေးကောင်းတယ်အဲ့ဒါကတော်တော်လေးပေါ့လေအခု famiris ကနေခေါ်လာတဲ့ aries ဆိုတဲ့ကစားမတော်တော်ကောင်းတာဗျာဒီတမ်ပိုအတင်ချ spurs ကို spurs ကိုလှုပ်လို့တော့မရ spurs ရဲ့ကွင်းလေကကြောက်ဖော်လင်းညာရောဘန်တန်ခေါ်ရောဘဘွားရောဘာမှလုပ်လို့မရဘူးဒုတိယပိုင်းမှာစာတို့ဘာတို့ဝင်လာတယ်ဒါပေမဲ့ဘာမှလုပ်လို့မရသူတော်တော်ကိုကောင်းတယ်သူရဲ့ဒါဘယ်လိုပြောမလဲကိုမတ်စ်ရဲ့အတွဲကတော်တော်လေးအားပြီးတော့အန်ဒရီရေပေါ့လေ ကိုကျူကျူကျူကိုမက်စ်ကေအန်ဒရီရဲ့ပြီးတော့မှဒီကိုဂျွန်ဂျွန်အာရီယက်စ်ကေတော်တော်လေးကောင်းနေဝမ်ဝမ်ဝမ်ကမှနည်းလေးပျောက်နေသေးတယ်ဒါပေမဲ့ဂိမ်းကစပါးဂိမ်းကိုဘောဝူဖ်ကဘာလို့ဆိုတော့တပွဲလုံးဒီဖန်ဒင်းကောင်းနေအော်ဂနိုက်ကောင်းနေတံပြန်ကောင်းတာချမ်းစီမှာတော်တော်လေးအလုပ်ဖြစ်တယ်ဒါပေမဲ့ အရေးပါတဲ့ second goal ကိုသူတို့မသွင်းနိုင်ဘူးသူတို့ second goal ရမယ့် chance ကစပါတာတောင်ပူကောင်းသေးတယ်ဒီနေ့ပွဲမှာနှစ်သင်းလုံး goal ပေါက်ကန်သွင်းမှုဘာမှမမေ့ရရမရှိကြဘူး Spurs ကတော့ HG က0.08ပဲရှိပြီးတော့ Wolves ကဒါဘယ်လိုပြောမလဲ1 T ရှိခဲ့တယ်ဒါပေမဲ့အဆုံးသတ်မှာ Wolves ကသူတို့ရဲ့ chance တွေကိုသူတို့ ruin လုပ်တာသူတို့ second goal ရသွားမယ့်ဒီတချို့ chance တွေတော်တော်လေးအားကောင်းနေအဲ့ဒါကို Spurs ကိုမသွင်းနိုင်မသွင်းနိုင်နဲ့ပွဲပြီးကနေ injury time 9မိနစ်ပြီးတဲ့အချိန်မှာ63မိနစ်မှာ ဂျောဖိုလင်ညာကအဲ့ဒီကထိတ်ကနေလှလပပကန်သွားတယ်အဲ့ဒါလူစားဝင်လာတဲ့ဒီစာချပေးလိုက်တဲ့အလုံးပေါ့လေစာချပေးတဲ့အလုံးမှာဖိုလင်ညာကန်လာလဲကောင်းတယ်ဗျဂျောဖိုလင်ညာကထော်တန်အတွက်တော်တော်လေးအားကိုးရတယ်ကစားမှာဗျဒီနေ့သူကွင်းလယ်ပိုင်းအားနေတယ်ကွင်းလယ်မရှင်နိုင်သည့်တိုက်အောင်တကယ်အရေးပါတယ်မိနစ်နောက်ဆုံးမိနစ်ပေါ့ဝူဖ်တက်ဗစ်တာဖရဲရာတို့တော့နည်းနည်းတော့ခံပြင်းစရာတပွဲလုံးသူတို့အကောင်းဆုံးကစားလာခဲ့ပြီးမှနောက်ဆုံး last minute မှာပေးခဲ့ရတဲ့ကိုးပေါ့လေ last minute ပေးခဲ့တဲ့ကိုးကသူတို့တော်တော်လေးကန်ဆိုးသွားတကယ်ဆိုရင်သူတို့ဒီနေ့ပွဲမှာတည်နေမထိုက်တန်ဘူးသူတို့ ပွဲဆလို့လာပွဲလာတော့ကတော့ထော်တန်ကွင်းမှာသူတို့တေးတမတ်ဆိုသူတို့ဂျီနက်တယ်ဗီတာဖရီရိုက်အသင်းကဒါပေမဲ့တကယ်တမ်းကစားတဲ့အခါမှာထော်တန်ကလုံးဝစပိုင်အဓိကပြဿနာအားလားကျွန်တော်တို့အားလုံးက expectation ကဒီပွဲဟာ Tottenham Hotspur အနိုင်ရတော့မယ်လို့ခံမှန်းတဲ့ခါကျရင်သူတို့အဲ့အသင်းသေးလေးတွေကိုသူတို့အမြဲတမ်းထထဖောက်တဲ့အချက်ပဲဒါ Spurs ရဲ့ဒါဘယ်လိုပြောမလဲ story ပဲအဲ့အချက်က Tottenham အခုဆိုရင်ကြည့်ဗျာ Liverpool ရှုံးတယ် Chelsea ရှုံးတယ် Man United ရှုံးတယ် မန်ချက်စတာစီးတီးနိုင်ပြီမဲ့ထော်တနမ်ဒီနေ့ပွဲနိုင်ရင်လီဗာပူးနောက်မှာနှစ်မှတ်ပဲကွာမယ်နော်လီဗာပူးနောက်မှာနှစ်မှတ်ပဲကွာမယ်ဒါပေမဲ့အဲ့အခွင့်အရေးကိုသူတို့အဆုံးရှုံးဒီဘယ်လိုပြောမလဲသုံးမှတ်ပေါ့လေတိုတယ်အားဖြင့်ဒါလီဗာပူးနဲ့အမှတ်ဘာမှမကွာဘူးအခုဆိုရင်ဒါနောက်ထပ်နှစ်မှတ်ထပ်ရမယ်ဆိုရင်နှစ်မှတ်ပဲကွာမယ်ဒါဒါပေမဲ့အဲ့ဟာကိုလုံးဝကိုအသုံးမချနိုင်ဘူးအဆုံးသတ်မှာ wolf ကပိုကောင်းအောင်ကစားခဲ့တယ်ဒါပေမဲ့ ဂျောဖိုလင်ညာရဲ့နောက်ကျကူကထိုတနဟော့စပါကိုအသက်ကျင်သွားခဲ့တဲ့အတွက်ဒါဒီအသည်မှာဆိုဂျောဖိုလင်ညာကဒုတိယမြောက်ပရီးမီယာလိမာစပါစတက်ကိုသွင်းပြီးတော့ဒါဝူဗာဟန်တွန်တွက်ကန်ဆိုးစွာနဲ့ပဲဒါစပါစကွင်းမှာတည်ကျခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်